လိမ်ပိုင်းဆိုင်ရာစံဖက်ခံရသူတွေအတွက်တရားမျှတမှုရရှိဖို့ရှာဖွေရေးမှာရိုးရာယဉ်ကျေးမှုအရာနဲ့တရားဥပဒေအရစိန်ခေါ်မှုတွေရှိနေပါတယ်။ကချင်ဒေသမှာတော့များသောအားဖြင့်လိမ်ပိုင်းဆိုင်ရာစံဖက်ခံရမှုတွေအမျိုးသမီးတွေနဲ့ပတ်သက်ပြီးပြည်ထနာကိစ္စရပ်တွေပေါ်ထွက်လာရင်ရိုးရာထုံးတမ်းအစီအလာနဲ့တာဖြေရှင်းလျက်ရှိကြတာကိုတွေ့ရပါတယ်။ဒါကြောင့်ထိခိုက်နစ်နာတဲ့အမျိုးသမီးတွေအတွက်ဒေနတ်နိုင်တဲ့တရားမျှတတဲ့တရားစီရင်ရေးဖြစ်နိုင်ဖို့အားနည်းချက်များစွာရှိနေသေးတယ်လို့ ကချင်အမျိုးသမီးအဖွဲ့တွေကထောက်ပြကြပါတယ်။ကျမတို့ဒီကချင်အာ control ကချင်အုပ်ချုပ်နေမြေဒေတာအောက်မှာအာဒီ KIA ကတော့ဒီတရားစီရင်ရေးဆိုတဲ့ဟာရှိတာကိုလည်းတွေးရတယ်ပေါ့နော်။တရားစီရင်ရေးခန့်ကန့်တာအာပြရှိတယ်အမကလေကချင်ရဲ့ရိုးရာဒလိထုံတန်းပေါ်မှာ အခြေခံပြီးမှအပြုစုထားတဲ့ဒီဘယ်လိုပြောမလဲတိဆောက်ထားတဲ့တရားစီရင်ရေးဖြစ်နေအောင်လည်းတွေ့ရတယ်ဘာဖြစ်လို့ဆိုတော့ အဲရက်ရွာလူတွေပါဝင်တယ်တကယ်ပဲဟိုတရားစီရင်ရေးလို့ပြောလို့ရှိရင်တကယ် professional lawyer တို့ judge တို့အဲ့လိုမျိုးနဲ့အာသွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အဲရက်ရွာကရမီရဖတို့ဟိုဒီအမျိုးသမီးခေါင်းဆောင်တို့အဲ့လိုမျိုးနဲ့ဖြည့်ရှင်းတာတော့ပိုပြီးများတယ်ပေါ့နော်အဆိုတော့ဒါကဒါကိုကြည့်ချင်းအဖြစ်ကျမတို့ရဲ့ကချင်အာယူရတလေထုံတန်းပေါ်မှာအခြေခံပြီးမှ KIA ကလည်းဒါကိုဖြည့်ရှင်းနေရသိရတယ်ဆိုတော့ဒီပေါ်မှာတို့အနေနဲ့ကတော့ အစီမင်းစည်းကမ်းတို့ law and procedure တွေတော့တို့တို့ထားရှိတယ်ပေါ့နော်အာဒါပေမဲ့ဟိုအရင်ထိရောက်တဲ့ဖြည့်ရှင်းမှုကိုလုပ်ဖို့အတွက်ဆိုရင်တော့အထူးသဖြင့်ဒီလိမ်ပိုင်းဆိုင်ရာအကျံဖတ်မှုအမျိုးသမီးတွေနဲ့ပတ်သက်ပြီးမှဖြည့်ရှင်းလာတဲ့အချိန်မှာအများကြီးအားနည်းချက်ရှိတာကိုလည်းကျမတို့သိရတယ်ပေါ့နော် ကချင်လွတ်လပ်ရေးအဖွဲ့ KO ရဲ့တရားစီရင်ရေးကဏ္ဍမှာလည်းတကယ်လို့ရာထူးကြီးတဲ့သူတွေကပြစ်မှုကျူးလွန်ပါကဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့မေးခွန်းထုတ်ဆရာတွေရှိနေသေးတယ်လို့လူပေါ်မှာအခြေခံပြီး move policy တွေပြောင်းသွားတာမျိုးတွေလည်းတွေ့ရတယ်လို့ဒီမှာကထောက်ပြပါဗါးဒါကြောင့်ကချင်ဒေသမှာအုပ်ချုပ်ရေးရန်တရားတွေခြေလာတာနဲ့ KO အနေနဲ့လွတ်လပ်ပြီးတရားမျှတတဲ့အမေခိုကင်းတဲ့တရားစီရင်ရေးတိဆောက်ဖို့အတွက်လည်းအလွန်အရေးကြီးတယ်လို့ဆီယမ်မဆန်ထွဲကပြောပါတယ်။ မြန်မာပြည်မှာအမျိုးသမီးတွေကိုထိခိုက်နစ်နာစေမှုနဲ့အကြမ်းဖက်မှုမျိုးစုံကနေကာကွယ်ပေးတဲ့ဥပဒေပြဋ္ဌာန်းချက်တွေရှိပေမဲ့လည်းတရားမျှတမှုရရှိဖို့အတွက်ဆိုပြည်မှုကျူးလွန်ခံရသူတွေအနေနဲ့တည်တည်ထောက်ထားပြဋ္ဌာန်းနိုင်ရမယ်လို့ဥပဒေရေးရာကျွမ်းကျင်သူတွေကထောက်ပြပါတယ်။အခုဒါအမျိုးသမီးသူများအနေနဲ့လည်းဒါအိမ်တွင်းအကြမ်းဖက်မှုခါတာတို့နောက်ပြီးလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟိုကျူးလွန်ခါတဲ့ အခြေအခါမျိုးဟိုဒီလိုမျိုးပေါ်ပေါက်ခဲ့ပြီဆိုရင်ဖြစ်ပျက်တဲ့ဖြစ်ပျက်ဖြစ်စဉ်တဲမှာရှိနေတဲ့တက်တီအထောက်ထားတွေကိုခိုင်ခိုင်မာမာပေါ့နော်ဒါအဲမဖြောက်မပျက်စီးပဲနဲ့ဒါတီချာလေးထိမ့်သိမ့်ပြီးတော့ဒါအဲဟိုတရားဆွဲဆိုမဲ့ကိစ္စပေါ့နော်ဒါ justice ကိုရှာဖွေတဲ့ကိစ္စဒီလိုမျိုးပဲအဲဒါခိုင်ခိုင်မာလှုပ်သွားရမယ်လို့ ြစ်မှုကျွလွန်ခံရသူတွေအနေနဲ့တရားမျှတမှုကိုရှာဖွေတဲ့အခါမှာကိုဆွတ်ဆွဲမဲ့သူကပြစ်မှုတကယ်ကျွလွန်ကြောင်းဘလို့လုပ်တယ်ဆိုတဲ့ခိုင်လုံတဲ့တည့်တည့်ထောက်ထားရထားဖို့ကအရေးကြီးသလိုတည့်တည့်အခိုင်အမာရှိဖို့လိုအပ်တယ်လို့ရှင်းနေစရာကအကြံပြုထားပါတယ်အဲ့ဒါအပြင်အမျိုးသမီးတွေအနေနဲ့လိမ်မန်းဆိုင်ရာအကျံဖက်ခံရမှုဖြစ်စေ၊ကြံရွယ်ခံရမှုဖြစ်စေ၊နီလာမျိုးမျိုးနဲ့အကျံဖက်ခံရတာတွေကြုံလာရင် မိမိကိုယ်တိုင်လည်းဥပဒေရရကိုတည်ကျွမ်းနားလည်ထိုင်တော့တရားမျှတမှုကိုရှာဖွေရမှာပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။ဥပဒေပုံမှန်190နှစ်ကနေ194လအထိ ပြဋ္ဌာန်းထားချက်အရညဉ့်ညံတဲ့စာပိုက်တွေထုတ်လို့ရောင်းချခြင်းအသက်မပြည့်သေးတဲ့သူတွေကိုညဉ့်ညံတဲ့စာအုပ်စာပေတွေရောင်းချပေးတာပြတ်တပေးတာတွေလုပ်ခြင်းကပြင်းမှုမြောက်ပြီးထောင်ဒဏ်3လနဲ့ငွေဒဏ်ချမှတ်နိုင်တယ်လို့ရှင်းနေစရာက ဆိုထားပါတယ်။ မိမတယောက်ရဲ့ကာဤအိန္ဒြေပြည့်စည်စေရန်အကြံပြတာအတန်နဲ့ဖြစ်ဖြစ်လောရရနဲ့ဖြစ်ဖြစ် ကျူးလွန်တာဆိုရင်ထောင်တန်တနစ်နဲ့ငွေတန်ချမှတ်နိုင်ပြီးအမျိုးသမီးတွေကိုခိုးယူပောင်းတင်ခြင်းအတက်မပြည့်သူတွေကိုခိုးယူပောင်းတင်ခြင်းစတဲ့လူခိုးမှုကိစ္စတွေအတွက်ကဥပဒေပုံမှန်366အရအရေးယူနိုင်တယ်လို့ဆိုထားပါတယ်။ အလိုမတူပဲမရိမှုကျူးလွန်ခြင်းကာမလိင်လေမှုတွေအတွက်ထောင်တန်း၃နှစ်ကနေပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ပုံမှန်900ကိုအရမိမတူကိုချိန်ချောက်ရင် ထောင်တန်း9နှစ်အထိပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ဆိုထားပါတယ်။အဲ့ဒါပြင်ကိုဝန်ပြတ်ကျအောင်လှုပ်ဆောင်တဲ့ပြစ်မှုတွေအတွက်လည်းပြစ်ဒဏ်တွေစာတပြည့်အမျိုးသမီးတွေကိုကာကွယ်ထားတဲ့ဥပဒေပြဋ္ဌာန်းချက်တွေရှိတာကြောင့်အမျိုးသမီးထုတွေအနေနဲ့လည်းဓာရီကိုတေချာသိရှိနားလည်ထားဖို့လိုအပ်တယ်လို့ရှင်းနေစရာကတိုက်တွန်းထားပါတယ်။ အမျိုးသမီးအတူတွေကိုဒါအကြံဖက်မှုဟိုအိမ်တွင်းအကြံဖက်မှုတော်လကောင်းလိမ်ပိုင်းဆိုင်ရာအကြံဖက်မှုစသည်ဖြင့်ပေါ့ဟိုကနေကာကွယ်ပေးတဲ့ဥပဒေတွေလည်းအများကြီးအေးပြဋ္ဌာန်းတာရှိတယ်ဆိုတော့အဲဒါအမျိုးသမီးတူတွေလည်းဥပဒေကိုဟိုတီချာလေ့လာပြီးတော့မှတ်သားပြီးတော့ဒါလူတို့ဒါဥပဒေအကာအကွယ်လဲဒါပြုဖို့ပေါ့နော်ဥပဒေအကာအကွယ်လဲဒီ judge ဖို့ တို့အပ်တယ်လို့ကျွန်တော်ပြောချင်တယ်။နောက်ပြီးဒုတိယတစ်ခုကတော့ကိုယ့်ရဲ့မြို့သားတခြားမိမနဲ့ဖောက်ပြန်တဲ့ကိစ္စတွေအများအပြားပေါ့နော်။ဒါမြို့တွေနောက်ပြီးတော့မူရစေဝါတောက်စားပြီးတော့ဟိုဟိုအိမ်ထောင်ရေးမှာမတားမရပေါ့နော်။အိမ်ထွေးကြံဖက်မှုတွေခံရတယ်။အဲတော့ဟိုမိမဘာမှမလုပ်တတ်ဘူး။ဘာညာသူလည်းပဲဟိုဟာပေါ့နော်။စီးဆွဲနေတဲ့ဈေးသမားအဲတော့အိမ်ထောင်ကို မူစီတဲ့အပြင်ဒါအတဏ္ဍဆုံးရုံးကနေတဲ့အမျိုးသမီးတာသမီးတွေကိုရင်းပန်းနှိပ်စက်တဲ့ကိစ္စမျိုးတွေပေါ့နော်ဒါမျိုးတွေအများကြီးအဲရဲရွာထဲမှာအများကြီးကျွန်တော်တို့ကြားနေရတယ်မြင်နေရတဲ့အနေအထားရှိတယ်ဆိုတော့ဥပဒေပုံမှန်အနေနဲ့ကတော့ကျွန်တော်တို့သိရှိဖို့ကတော့အခုမနိုင်ငံမှာတလင်းတများကျင့်တုံချင်းဆိုင်ရာဥပဒေဆိုတဲ့ကိစ္စလည်းဒါအများကြီးအဲလူထုထဲမှာလည်းအများကြီးတည်တာရှိတယ်တကယ့် အဲဒါအဲသုံးဖြတ်ချက်အတိုင်းတကယ်ကိုအဲကိုယ့်ရဲ့အမျိုးသားကအဲဒီလိုမျိုးဖောက်ပြန်နေတယ်အကျဉ်းချင်းဖြစ်တယ်ခွန့်လွတ်စရာအကြောင်းမရှိဘူးဆိုရင်ဒီဥပဒေနဲ့လည်းအကာအကွယ်ရယူနိုင်တဲ့ကိစ္စရှိတယ်။ကွာရှင်းနိုင်တဲ့ကိစ္စတွေဒါသူ့ကိုတရားရုံးကနေအဲဒါထောင်ချအပြစ်ပေးနိုင်တဲ့ကိစ္စအထိပေါ့နော်ဒါလေးလည်းရှိတယ်။နောက်ပြီးတစ်ခုကတော့ခရိယန်ဘာသာအဲကိုကိုယ်ရတဲ့သူဆိုရင်တော့ဒါ လင်းများกว่าရှင်ပြီးစီလို့မှုတို့ပေါ့เนาะဒါအဲဒါတရားဆွဲဆိုနိုင်တဲ့ကိစ္စတွေရှိတယ်ဒါမြန်မာနိုင်ငံလင်းများกว่าရှင်ရဲ့ဥပဒေရာပေါ့เนาะဒါလေးတွေလည်းကျွန်တော်တို့တည်ထားဖို့လိုပဲပေါ့เนาะလက်ရှိခေတ်မှာပြည်မှုကျွလွန်ခံရတဲ့နိနာတူတူအတွက်ကြီးကြီးမားမားစဉ်းစားပြီးဖြေရှင်းရမှာကပို့ပြီးအရေးကြီးတယ်လို့ဥပဒေကျွမ်းကျင်တူတွေကအကြံပြုထားပါတယ်တရားမျှတမှုကို ရှာဖွေခြင်းဖြစ်တာကြောင့်ကျူးလွန်တူနဲ့ကျူးလွန်ခံရတဲ့တူတွေက တည်နပ်ဖို့အဓိကဖြစ်တဲ့အတွက်ရိုးရာရင်ကျိမှုခေါင်းဆောင်တွေနဲ့သက်ဆိုင်ရာလူကြီးတွေအနေနဲ့ပြဿနာကိုဖြေရှင်းကြတဲ့အခါမှာမိမိတို့ဆုံးဖြတ်စီရင်ပေးတဲ့အတိုင်းပြည်စီဖို့အတင်းဖျားပေးသဘောတူ စေတာမျိုးတွေအတင်းလက်ခံစေတာမျိုးတွေရှောင်ရှားဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။ပြည်မှုကျွလွန်ခံထားရတဲ့နိနာကျော်မျိုးသမီးတွေဟာတရားမျှတမှုကိုမရရှိတဲ့အခါစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအများကြီးနိနာမှုတွေရှိလာမှဖြစ်တဲ့အတွက် အမျိုးသမီးထုတွေကိုကောက်ွယ်ပေးတဲ့ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီကောက်ွယ်ပေးနိုင်ဖို့အဓိကအရေးကြီးတာလည်းဖြစ်ပါတယ်။